ke thinking room ka prita ji go di ni tin set pe me a chang yan ga do datanika beda ne ဘာသာရေးလောကထဲမှာအတော်လေးစိတ်ဝင်စားစရာကောင်းတယ်အယူအဆတစ်ခုဖြစ်တဲ့ agnosticism ခေါ်အတိပညာမတတ်နိုင်ခြင်းဝါဒအကြောင်းပဲဖြစ်ပါတယ် Okay ပထမဆုံးအနေနဲ့သူ့ရဲ့အတိတ်ဘယ်ကို နားလည်စေအောင်ပြောပြပြအောင် agnosticism ဆိုတာက ဖျားသခင်ဒါမမဟုတ်နန်လောကဆိုင်ရာအဖြစ်မှန်တွေရဲ့တည်ရှိမှုရှိမရှိကိုလူသားတွေရဲ့ဉာဏ်နဲ့သိရှိနိုင်ခြင်းမရှိဘူးလို့ခံယူတဲ့ဝါရတခုပါဒါဟာအသီးဇမ်လိုဒိုင်ရိုက်ငင်းပယ်တာမဟုတ်တလို့တီးဇမ်လိုဒိုင်ရိုက်လက်ခံတာလည်းမဟုတ်ဘူးပေါ့နော်အဲ့ဒီအစားသူတို့ကငါတို့မသိနိုင်ဘူးဘယ်သူမှလည်းအတိအကျသိနိုင်တဲ့သက်တည်အထောက်အထားမရှိဘူးလို့ပြောတာမျိုးပါဒီဝါရကို တရားဝင်စတင်အမိပေးခဲ့သူကတော့16ရာစုက ထင်ရှားတဲ့ British ဇီဝဗေဒပညာရှင် Thomas Henry Huxley ဆိုသူပဲဖြစ်ပါတယ်။ကဲ Huxley ကဘာပြောခဲ့လဲဆိုတော့ကျွန်တော်ဟာကျွန်တော်ရဲ့ဘာသာရေးအယူအဆတွေကိုဖော်ပြဖို့တင့်တော်တဲ့နာမည်တစ်ခုရှာဖွေနေခဲ့တယ်တဲ့။အဲဒီနောက်မှာ Shakespeare မြို့ပါတွေမှာမတိသေးသောဖျားကိုကိုးကွယ်တဲ့အလေးအထကနေ သူဟာ agnostic ဆိုရစကလုံးကိုဆွဲထုတ်လိုက်တာပါ greek စကားလို့ဆိုရင်အမဟုတ်တော့နဲ့ gnosis အသိပညာတို့ပေါင်းဆက်ထားတာမို့အသိပညာမရှိခြင်းလို့တိုက်လိုက်အတိပဲရပါတယ်ဒါကြောင့် agnosticism ရဲ့အခြေခံမူကသမတ်ထားတဲ့အသိပညာရှိမရှိ အပေါ်မှာပဲအခြေခံထားတယ်ဆိုတာရှင်းသွားပြီနော် agnosticism ကလည်းပုံစံအမျိုးမျိုးရှိပါသေးတယ်။တိထားတဲ့နဲ့အဓိကပုံစံမျိုးကိုပြောပြပါမယ်။ပထမတစ်ခုကတော့ strong agnosticism တော့မဟုတ် hard agnosticism ပါ။ဒီဝါလာကဖျားသခင်တည်ရှိမှုရှိမရှိကိုလူသားတွေရဲ့ဉာဏ်ရည်ဉာဏ်စွာနဲ့ရောလက်ရှိအထောက်အထားတွေနဲ့ပါဘယ်တော့မှလုံးဝသိနိုင်လိမ့်မယ်မဟုတ်ဘူးလို့တိတိကျကျအခိုင်အမာပြောတာပါ။ ဒုတိယတစ်ခုကတော့ weak agnosticism တို့မို့ soft agnosticism ပေါ့နော်သူတို့ကတော့လက်ရှိအချိန်မှာတော့ငါတို့မသိနိုင်သေးဘူးဒါပေမဲ့အနာဂတ်မှာတနေ့နေ့တစ်ချိန်ချိန်မှာတော့သိနိုင်တဲ့အထောက်ထားတဲ့ပေါ်လာနိုင်တယ်လို့ဖွင့်ဟထားတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲနောက်ထပ်ပုံစံတစ်ခုက agnostic theism အယူဝါဒကိုမသိနိုင်သူနဲ့ agnostic atheism မသိနိုင်သောဖျားမရှိသူတို့လည်းရှိပါသေးတယ် ဒါတွေကတော့ကိုယ့်ရဲ့မူလခံယူချက်ပေါ်မှာမတိနိုင်ဘူးဆိုတဲ့အချက်ကို ထပ်ပေါင်းလိုက်တာမျိုးဖြစ်ပါတယ် agnosticism ဟာဒတိနိကဗေဒရဲ့အခြားသောအစိတ်အပိုင်းတွေနဲ့လည်းဆက်စပ်နေပါတယ်အထူးသဖြင့် epistemology ခေါ်အတိပညာသဘောတရားပိုင်းမှာပေါ့နော် agnostic တွေအတွက်အဓိကပြဿနာကတသက်အထောက်ထားပဲသူတို့က ဘာသာရေးအဆိုပြုချက်တွေကိုလက်ခံဖို့အတွက်တိပံနီးကြစင်ချင်းတုံညာနဲ့ကွင့်ညီတဲ့ခိုင်မာတဲ့တတ်တယ်ကို တောင်းဆိုကြတယ်ဒီလိုတတ်တယ်မရှိဘူးဆိုရင်အဲ့ဒီအဆိုပြုချက်ဟာမှန်ကန်တယ်လို့အခိုင်အမာမပြောနိုင်ဘူးလို့ယူဆပါတယ်ဒီနေရာမှာဆက်ရှိရာစုကသွေးခေါ်ပညာရှင်ဒေးဗစ်ဟျူးမ်ရဲ့အဆိုအမိန့်တစ်ခုဟာအတော်လေးလိုက်ဖပါတယ်သူကစင်ချင်းတုံညာဆိုတာဟာ အမြင်အာယုံနဲ့အတွေ့အကြုံတွေရဲ့ကျုံးမယ်တဲ့။တနည်းအားဖြင့်လူတွေရဲ့အသိပညာဟာကျွန်တော်တို့ခံစားမိတဲ့အရာတွေပေါ်မှာပဲအခြေခံတယ်လို့ပြောထားတာကြောင့်ခံစားလို့မရတဲ့ဖိယားသခင်လိုအရာမျိုးကို အတိအကျသိနိုင်ဖို့ဆိုတာခက်ခဲပါတယ်ဆိုတဲ့အချက်ကို agnosticism ကထောက်ခံနေတာမျိုးပါလို့ပြောလို့ရပါတယ်။ကဲနေကုံချုပ်အနေနဲ့ agnosticism နဲ့ atheism ရဲ့ကွာခြားချက်ကို ပြန်ရှင်းပြခြင်းပါတယ် atheism ကဖရာသခင်မရှိဘူးလို့ယုံကြည်တာပါ agnosticism ကတော့ဖရာသခင်ရှိမရှိကို မသိနိုင်ဘူးလို့ပြောတာပါဒါကြောင့် agnostic တရားခါဘာသာရေးဆွဲလမ်းမှုမရှိပဲပွင့်လင်းတဲ့စိတ်နဲ့စူးစမ်းရှာဖွေနေတဲ့တွေးခေါ်ပညာရှင်တယောက်နဲ့ပို့တူပါတယ်သူတို့ဟာ ဘဝရဲ့အကြီးမားဆုံးသောမေးခွန်းတွေရဲ့အဖြေကိုလက်ရှိလူသားတွေမသိနိုင်သေးဘူးဆိုတဲ့ရိုးရိုးသေးတဲ့အသည့်ကိုလက်ခံထားသူတွေပဲဖြစ်ပါတယ်။ကဲဒီနေ့ thinking room ကနေတင်ဆက်ပေးတဲ့ agnosticism အကြောင်းဗီဒီယိုကနေပရိသတ်ကြီးအတွက်အသိပညာဗဟုသုတတွေရရှိလင့်မယ်လို့မျှော်လင့်ပါတယ်။နောက်ပတ်မှာဘလူးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုသိကြလဲဆိုတာ comment မှာရေးပေးခဲ့ဖို့တောင်းဆိုရင်းနဲ့ ဒီနေရာကနေနှုတ်ဆက်လိုက်ပါတယ်ကျေးဇူးတင်ပါ